Europa League Champion Tottenham Hotspur. Congratulations. မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူအနေကျူသွားရဲကျွန်တော်ကိုခိုင်းပါယူရိုပါလိဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့မန်ချက်စတာယူနိုက်တက်နဲ့တော်တင်ဟော့စ်ပါတို့ရဲ့ပွဲပြီး30ချက်ဖူးတိုင်းရီဗျူးကိုကျွန်တော်ရဲ့ညကွေနဲ့တူတူလုပ်သွားကြပါမယ်ဆိုတော့ဖိုင်နယ်မှာတော်တင်ဟော့စ်ပါအသင်းကအကောင်းဆုံးရှင်ပြိုင်ကစားပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းကို1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ် ဒီဂျီရိုပါလီဖလားကိုတော်နေဟော့စပါအသင်းအနေနဲ့ထိုက်ထိုက်တန်တန်စွတ်ခူးရရှိခဲ့တယ်လို့ပဲပြောရမှာပါဒီ result ကတော့အများစုမမျော်လင့်ခဲ့တဲ့ result တစ်ခုဖြစ်ခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်လည်း United အသင်းဘူဆွဲမယ်မယ်ထင်ခဲ့မိတာပါသို့တော်လည်းတကယ်ကစားတဲ့အခြေအနေမျိုးမှာတော့တော်နေဟော့စပါရဲ့ trick တွေကတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်ပေါ့နော် Okay အဲ့တော့တော်နေဟော့စပါအနေနဲ့ဒီပွဲမတိုင်ခင်ကတည်းက H Bestie Club ရဲ့ trick တခုကဒီဘွဲပေါ်မှာ impact တော့ဖြစ်ခဲ့တယ်။ Bro လည်းတွေ့မှာပါ။ Biba ကိုထွက်ခွာလာခဲ့တဲ့ Tottenham Hotspur အသင်းရဲ့လူစင်းဆိုတဲ့เนาะ Tottenham Hotspur ဟိုစုဖွဲ့မှုကြီးတခုလုံးမြားဘိုင်နင်းနေနေကိုတရင်ထွက်ခဲ့တယ်။အဲ့တော့ဒီနာမည်တွေထဲမှာအခုပွဲထွက်ကစားသမားတချို့မပါဝင်ခဲ့ဘူး။အဲ့တော့ပြိုင်ဘက်အတင်တာဝန်ရှိတဲ့သူတွေနီးပြတွေကလည်းဒီပွဲထွက်လူစင်းကိုကြည့်ပြီးတော့သူတို့ခံမှန်းမှာပဲ ဘယ်သူ့ဘယ်ပုံကစားနိုင်တယ်အဲဘလို့လူထုတ်ပုံနဲ့ထုတ်နိုင်ငါတို့ကတော့ဘလို့မျိုးကစားနိုင်တယ်စသဖြင့်အစီအစဉ်ရေးဆွဲမှုတွေလုပ်မှာပဲအဲ့တော့ United ရဲ့ပြပါကိုသွားတဲ့ဇင်းရင်းကကော့တီမန်နဲ့တိုးတော့ Tottenham Hotspur ကလုံးဝဒိုရှိုင်လေး trick လေးတွေနှစ်ကွက်လောက်ခြံသွားတယ်ဥရိုဂီနဲ့ဘီဆူမာပြပါကိုလိုက်သွားမဲ့လူစင်းမှာမပေါ့ဒါမဲ့တကယ်ကစားတဲ့အခါကျတော့အဲ့ဒီနှစ်ယောက်ကလူစင်းထဲမှာသာမကဘဲနဲ့ပွဲထွက်ခွင့်တနေရာမှာပါပါလာတယ်အဲ့တော့ကျွန်တော်တို့ဒီ ပွဲချိုလိုင်းနဲ့ကိုမြင်ပြီးနည်းနည်းတော့မျက်လုံးပြူးသွားရပါတော့ကိုကအဲ့ကစားသမားတွေမပါဘူးဆိုတဲ့အထင်နဲ့တချို့ဟိုကမန်းချက်တွေလုတ်ခဲ့တာလေဒါကျွန်တော်တယောက်တည်းမဟုတ်တော်တော်များဒီဟိုပွဲထွက်လူစင်းကိုအဲ့လိုမျိုးကြီးထင်မှာမဟုတ်ဘူးဟာနာနေတယ်လုံးဝတော်တင်ဟော့စ်ပါဝီးခ်နေတယ်သို့တော့အဲ့ဒီမြုပ်ကွက်လေးတကွက်ကပဲဒီပွဲပေါ်မှာတချို့တော့အကျိုးတက်ရောက်မှုတွေအားတာမှုတွေဖြစ်သွားနေတယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ဘီဆူမာဒီကွင်းလယ်မှာဘယ်လောက်ထိ လှုပ်အားနှုံးကောင်းတယ်လေကစားပုံကောင်းတယ်လေကျွန်တော်တို့ Brighton အသင်းမှာကတည်းကသိခဲ့တယ်ဒါအပြင်ဥရောကီငယ်ကုံရှိတဲ့အရန်ကစားကောင်းတယ်အဲ့တော့ medicine ကိုသူကအယောင်လေးပြပြီးတော့တကယ်တမ်းကွင်းလယ်မှာ defensive action တွေ walk rate တွေကောင်းတဲ့ကစားသမား၃ယောက်လောက်ကို Tottenham Hotspur တည်ပြီးတော့တုံသွားအောင်အဲ့ချိန်မှာ Ruben Amorim ကလည်းဖြစ်ချင်တော့ကွင်းလယ်က solid မဖြစ်ဘူးဗျကျွန်တော်ကတော့နီးပြတယောက်ရဲ့လူထုတ်ပုံအခင်းချင်းနဲ့ပတ်သက်ပြီး ဝင်ပြီးတော့မဆွတ်ဖတ်ပါဘူးသူတို့နဲ့ကျွန်တော်တို့ဆိုတာလေ viewer ဘိုင်းကထောက်ပြဖို့အရင်အလန်းဝေးပါတယ်သို့တော့ပုံမှန်အားဖြင့်ဆိုရင်တက်နဲ့မန်ယူဥကားတည်းရဲ့မီဖီဂျူကကောင်းတယ်ဗျသို့တော့ဒီနေ့ပွဲစဉ်မှာခုနကပထမ trick ကြောင်လာတော့မပြောတတ်ဘူးပြိုင်ဘက်အသင်းရဲ့ကွင်းလယ်စုဖွဲ့မှုကဟိုဘီဆူမာလည်းမပါဘူးเนาะပပိစာဘန်တန်ကားနဲ့မက်ဒီဆင်เนาะငောင်းနဲ့သိပ်မကွာတဲ့စုဖွဲ့မှုဖြစ်လိမ့်မယ်အဲ့တို့ကြောင့်ဂိုးစောစီးရအောင်ငါတို့စူးစမ်းအားထုတ်မယ်ဆိုပြီး ဘရူနိုကိုနံပါတ်8နေရာမှာထားတယ်ကျွန်တော်ရှေ့မှာမီစမောင်းနဲ့အာမတ်ကိုတည်ပြီးတော့တုံးသွားခဲ့တယ်အဲ့ဒီမှာစမားတာပဲဘာကြောင့်လဲဆိုတော့တပတ်အသင်းရဲ့ဂွင်းလေကအရန်ကြီးကို solid ဖြစ်လုံးတယ်ဘီစုမှာဗန်တန်ကပါပိစာ3ယောက်ကြီးပြန်ကျွန်တော်မြင်တာနဲ့ပွဲချို live ထဲမှာကျွန်တော်ပြောခဲ့ပါတယ်ဟာအဲ့ဒီ mivi trial ကြီးကိုရှင်းဖို့မလွယ်လောက်ဘူးနော်လို့အဲ့ဒီအချက်ပဲစကားပြောသွားတာဗျာဆိုတော့အမော်ရင်ပြတော့ပွဲချို့နော် ဟိုပုံတံပြထားတဲ့လူစင်းအခင်းကြီးကတမျိုးတကယ်ကစားတဲ့အခါမှာတမျိုးဆိုတော့သူ့ရဲ့လူထုပ်ပုံမှားယွင်းသွားတယ်ဆိုတာ तू သိတယ်သို့ပေမဲ့လူရှင်ပြီးတော့တိုက်လို့ရတဲ့လူစင်းအခင်းချင်းကို तू ထပ်မထုတ်တော့ဘူးထုတ်တဲ့အခါလဲအချင်းကနှောင်းသွားပြီအဲ့တော့မန်ယူကဥကာဒီကိုလုံးဝခောက်ပစ်ပြီးတော့ဂိုးရဖို့အတွက်ပဲသူတို့ကြိုးစားအားထုတ်တော့တယ်အဲ့တော့မန်ယူကဥကာဒီပါတဲ့အခါကျရင်ဟိုပြိုင်ပတ်နေဗျာဟိုဘယ်လိုပြောမလဲ defensive action တွေပဲပြိုင်ပေးနေပြီ၊ကွင်းလယ်မှာအဲ့လိုမျိုးတူလူကိုလူနဲ့အချင်းကုံသွားမှဆိုတဲ့အတွက်ကြောင့်ဒါတော့မှန်ပါတယ်။ဟိုကိုကဂိုးလိုတဲ့အချင်းတွေမျိုးမှာတော့မညိုဥကားတွေကိုဒါထဲတော့မှာမဟုတ်ဘူး။ဂိုးပိုရနိုင်တဲ့ကစားသမားတွေကိုပဲဥသာပေးပြီးတော့လူသားလဲတော့မှာပေါ့လေ။သို့တော့ကျွန်တော်ပွဲထွက်တုန်းကနကူပုံတံတန်းတိုင်းထွက်မယ်ဆိုရင်အဲ့ဒါလောက်ဒီကွင်းလယ်စိုးမှု ခံရမှာမဟုတ်ဘူး။အဲ့တော့ကွင်းလယ်စိုးမှုဆိုတဲ့နေရာမှာ ဘောလုံးပိုင်ဆိုင်မှုတွေအတားကြီးယူပြီးတော့တခိတခါဘာစလိုနာတို့လိုမျိုးကွင်းလယ်စိုးမိုးမရဲမဟုတ်ဘူးကွင်းလယ်မှာတိုက်စစ်ဆင်လို့မရတာပဲဖြစ်ဖြစ်နော်ထိရောက်တဲ့ဘစ်တတဲလို့မရတာမျိုးပဲဖြစ်ဖြစ်ပြိုင်ဘက်က intercept တွေတောက်လျှောက်လုပ်နေတာပဲဖြစ်ဖြစ်ဒါကပြိုင်ဘက်ကွင်းလယ်စိုးမိုးတာပဲဘောလုံးမရှိတဲ့အချိန်မှာစိုးမိုးနေတာပဲအဲ့တော့ဒီနေ့ Tottenham Hotspur Miffy Tran ကအပြည့်ပေးသွားခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ tactical ပုတ်လေးနဲ့အနေငယ်ဆွေးနွေးကြည့်မယ်အနီးက Manchester United အစိမ်းက Tottenham Hotspur အကျွန်တော် United ရဲ့ဒီ3 back မှာဒီနေ့ပုံစံကောင်းကလည်းတယောက်ပဲရတယ်လီနီရိုတယောက်ပဲရတယ်အဝင်းဘက်တည်းကလည်းစိုးတော့မစိုးပါဘူးတိုးတော့ Bruno ကကြတော့နံပါတ်8နေရာမှာပဲကစားတဲ့အတွက်ကြောင့်သူ့ရဲ့ chance create လုပ်ပေးမဲ့เนาะဟိုအခြေအနေမျိုးတွေရှေ့မှာ key pass ပေးမဲ့အခြေအနေမျိုးတွေနံပါတ်8ကနေလှမ်းပြီးတော့လှုပ်လို့သိအဆင်မပြေဘူးအဲ့တော့ကျွန်တော်ကွင်းလယ်မှာသူကတန့်ပြီးနားမှာရန်ပြီးတော့လဲကစားပေးခဲ့ရသေးတယ် ဒီချိန်မှာပြိုင်ဘက်ရဲ့ကစားပုံကဒီလိုမျိုးဒီဖြစ်နေတဲ့အခါကျတော့ဘရုကြည့်လိုက်ဗျာနော်ဘီဆူမာပါပိဆာဘန်ဒန်က၃ယောက်ကအဲ့လိုလှည့်နေတယ်ဒပလေလှည့်နေတာအဲ့လိုလှည့်လိုက်တဲ့အခါကျတော့ဒီကွင်းလယ်ကလုံးဝပြတ်ထွက်သွားအောင်ပြတ်ထွက်သွားပြီးတယောက်တစ်ပေါက်စီကစားနေရတယ်အတန်ကလည်းတန်တက်တက်ဘရူနိုကလည်းဘရူနိုတက်တက်ဆော့ပြီးတော့မေဆင်မောက်ဆိုရင်လုံးဝအဆင်မပြေဘူးနကိုကလေးကအဲ ကျွန်တော်သူ့အားမရအောင်လို့ပြောပါတယ်တိတ် strength မဖြစ်ဘူး physical ဘိုင်းရော mental ဘိုင်းရော weak နေတယ်ဘာကြောင့် mismo ကိုပေါ်ထွန်းတနေရာမှာထည့်လဲတော့ကျွန်တော်မပြောတတ်ဘူးအဲ့တော့ mismo တစ်ယောက်ကမပါသလိုမျိုးကြီးဖြစ်ပြီးတော့ armad dialo ရဲ့တူးချင်းတယောက်ချင်းကျွမ်းကျင်မှုနဲ့ပဲတောက်လျှောက်ကစားရတယ်။အဲ့တော့အမတ်ကိုထိန်းတဲ့ကစားသမားကဥဒိုကီ အသက်အရွယ်မကွာတဲ့ကစားသမားလှုပ်အားနှုတ်အယဉ်ရှိတဲ့ကစားသမားဒါတော့မှအာမတ်ကဦးချင်းတယောက်ချင်းအယဉ်ကောင်းလို့တလုံးနှလုံးကြော်သေးတယ်သို့တော့မြားသွားပြင်းတော့မကြော်ဘူးပေါ့လေအဲ့တော့ United ကွင်းလေကပုံပြက်ပြီးတယောက်ချင်းစီကစားနေရတယ်အဲ့တော့ Channel တွေမှာအားကိုးမယ်လို့ကြည်ပြန်တော့လေ Tottenham Hotspur တင်းရဲ့ pressing တွေအောက်မှာတောက်လျှောက်မြုပ်သွားတယ်အဲ့တော့ Tottenham Hotspur ပေးတဲ့ pressing ကဟာချောက်စရာကြီးလုံးဝ aggressive high press ကျွန်တော် pressing ပေးတဲ့ဇရင်နေရာမှာပေါ့နော် pressing လင်းကို အပရက်စတာရှိတယ်လူလူချင်းပရက်စတာရှိတယ်တော်တော်တော်တင်ဟော့စ်ဘာကြောင့်အဲ့လိုမဟုတ်အွန်လိုက်ဂျင်းလိုက်ကိုလိုက်ပရက်စတာ3 4 5ရောက်အကုန်လုံးဝုံဝုံဝုံဆိုပြီးတော့လိုက်ပရက်စတာကြောက်စရာကြီးငါကိုကလေးကတော်တင်ဟော့စ်ဘာဒီအဲ့လိုပရက်စတဲ့အပိုင်းကကောင်းတယ်ဗျာဒီနေ့အိတ်ကွင်းလေအင်ဂျင်ကြီးကအရင်ကောင်းတဲ့အခါကြောင့်သူတို့အဲ့လိုလုံးနေချားလဲလိုက်နေပြီးတော့ထောက်လျှောက် လိုက်ပရက်စတာ channel တွေလဲသွားတယ်နော်ကျွန်တော် central zone မှာလဲအသာသေးယူပြီးစော်တယ်အဲ့တော့ကွန်း central zone မှာအဆင်မပြေတော့တဲ့အခါဒီ channel က ပုံမှန်အားဖြင့်ဆိုရင်เนาะကျွန်တော် Mazraoria ကိုထားလိုက်တော့ Patrick Dogu ရှေ့ထိ overlap တွေတက်နိုင်တယ် underlap တွေဝင်ပြီးနိုင်တယ်သို့တော့ကျွန်တော်ကတော့ပြောသလိုမျိုးသူက channel မှာပါနှစ်ထပ်ပြစ်သွားကျွန်တော်ဒီမှာဗျာ Tottenham Hotspur ရဲ့ပုံနဲ့ဒီမှာပြတာ Brandon Johnson နဲ့ Richard Lee စင်က AM လဲမဟုတ်ဘူး winger ကြီးလဲမဟုတ်ဘူးသူတို့က live press ပို့ပဲထားထားတာဗျာအဲ့တော့ channel ကိုဘလုံးပေးလိုက်တယ် Patrick Dogu ရှေ့ရောက်လာပြီဗျာထားတော့ဒီနေရာမှာနှစ်ယောက်ဖြစ်သွားအောင် တဖက်ကပေါ်ရုံနဲ့ပေါ်ရုံတော့တိတ်ပြီးတော့လှုပ်အားလုံးပေးလိုက်စရာမလိုဘူး။တောက်လျှောက်ဘရန်ဒန်ဂျွန်ဆင်ပဲလှော်တာ။အဲ့တော့ဘရန်ဒန်ဂျွန်ဆင်ဘက်ကိုလိုက်ခဲ့တဲ့လူတွေကဘန်တန်ဂါရီရောနော်။နောက်ပြီးတော့တခါလေကြာရင်အဲကျွန်တော်ပပေးစာရောအစုံပါပဲဘစ်ဆူးမာရောဆိုလန်ဂီရပါတခါလေကြာရင်ဒီနားရောက်လာ။အဲ့ဒါ channel ဘက်ကိုလိုက်ရွေ့ပြီးတော့ live press တာ။ဟာစန်ထရယ်ဆုံးမှာငကိုကလေးကအตาကြီးမရပါဘူးဆိုမှ channel တွေမှာပါအလုံးမဖြစ်တဲ့အခါတဖက်ကအာမတ်တယောက်တည်းပဲအားကိုးရတယ်။အဲ့တော့အာမတ်ကိုလည်းကတ်တဲ့သူက2ယောက် နော်ဒီတစ်ဖက်ကကျွန်တော် Richard Leeson ရှိမယ်ဥဒိုကြီးရှိမယ်ဒါအပြင်ဒီကွင်းလေကစားသမား၃ယောက်ထဲကတယောက်မဟုတ်တယောက်ကဒီနေရာမှာလိုက်ပြီးတော့ကတ်နေတယ်အဲ့တော့ Bruce တွေ့မှာပေါ့နောက်က Romero တို့ Van Deven တို့တောင်တိတ်ပြီးတော့အသေးအတန်လိုက်ဖြတ်စရာမလိုဘူးတလုံးလားမသိဘူးကျွန်တော် Van Deven ကိုစီးပေါ်ကရှင်းထုတ်သွားတာပဲရှိတယ်လူချောတိုက်လိုက်တဲ့အလုံးလားမသိပါဘူးကျန်တဲ့အလုံးတွေမှာဟာအာသွုံကိုဆိုင်အသေးအတန်လိုက်ဖြတ်နေစရာမလိုခဲ့ဘူးဆိုတော့ပြောရမယ်ဆိုရင်ဟိုလိုပွဲမတိုင်ခင်လူစင်းက အမော်ရင်ကိုသုံးပြချက်အမှားယွင်းနေဖြစ်စေခဲ့တယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒါတော့ United အသင်းအဓိကရှုံးနေခဲ့တဲ့ပြွာပိုင်းအားနည်းချက်ကိုကျွန်တော်ရဲ့ဒါထင်မြင်ဆချက်တစ်ခုတယ်နော်ကျွန်တော်ထောက်ပြတာပါโอเคအဲ့တော့ကျွန်တော် twin goal လေးအနည်းငယ်ပြန်ပြီးတော့ဟိုစမ်းစစ်ချင်ပါတယ်အဲ့တော့ဒီ goal ကိုကြည့်မယ်ဆိုရင်လေဟိုတကင်းတော့ဗျာမပေးတဲ့ goal မျိုးပေါ့နော်အဲ့တော့ papisa ရဲ့ reverse cross ကကောင်းပါတယ်တော်တော်ပြင်းတယ်ထိချက်လည်းမှန်တယ်သို့တော့ Brandon Johnson နဲ့ Luke Shaw က50 50ပဲဗျ။အဲ့လိုလိုမျိုးပြစ်တိုင်တိုက်ပလိုက်ဒိုင်ကမပေးဘူးဗျ။ဒီဘက်တုံတုံပေးတာမဟုတ်အဲ့ဒိုင်ကကျွန်တော်မြင်ရသလောက်လေနှစ်သင်းလုံးမပေးပါဘူး။ပြစ်မတိုက်ဘဲနဲ့သူကလည်းနောက်မှရက်နေတဲ့အခါကျတော့သူ့ရဲ့လက်မောင်းနဲ့ဘောလုံး deflect ဖြစ်သွားတယ်။ဖြစ်လာတဲ့အလုံး Brandon Johnson ကခပ်ပါးပါးလေးခြေတော်လေးနဲ့ထိလိုက်တဲ့အခါမှာဂိုးဝင်သွားတယ်။ Andre Onana ကြောင်သွားတယ်ဆိုပေမဲ့ Onana ကလည်းဒီထက်ပိုပြီးတော့ reflex မြန်တဲ့နေပေါ့နော်။ mm ပြောတော့ပြောချင်တော့ပါဘူးဒါဦးနန္နာတို့လူရှောတို့ရဲ့အည်သွေးပိုင်းလူအပ်ချက်ဆိုင်ရာကြောင်း90ခန်းတော့ပေးလိုက်ရတဲ့ goal လို့ထင်တယ်ပြိုင်ဘက်ကောင်းနေဆိုတာမှန်ပေမဲ့လည်းကိုယ့်ရဲ့လူအပ်ချက်ကြောင့်လည်းပါခဲ့တဲ့ goal ပါဆိုတော့ဘာပြော United ရဲ့ဒီနှစ်ရာသီအခြေအနေကအတော်လေးဆိုးသွားပြီဗျ Premier League မှာဆိုရင်ဒါ United ရဲ့တမိုင်းမှာ52နှစ်လား52နှစ်လားမသိဘူးဗျအဆိုးဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတာပါကျွန်တော်တို့ကတော့ဒီ Europa League မှာ Champion ဖြစ်ပြီး ောက်နေ့နော်ချန်ပီယံလိဝင်မယ်လို့တကယ်ယူမျောလင်းခဲ့မိတာပါတိုးတော့လေပြိုင်ဘက်တော်တင်ဟော့စ်ပါတင်ကဒီအခွင့်အရေးကိုမိမိရအသုံးချရင်နဲ့နောက်နှစ်ဘောလုံးရသည်ချန်ပီယံလိဝင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့ကြောင့်ယူရိုပါလိချန်ပီယံတော်တင်ဟော့စ်ပါတင်ကို congratulation လုပ်ရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနောက်ခွင့်ပြုပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ